မင်္ဂလာပါရှင်ဒီနေ့မှာတော့အေးရိတ်ကစာရေးဆရာ Tipot Morris ရဲ့ Master Your Emotions စာအုပ်အနှစ်ချုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အေးရိတ်တို့မှာနေ့စဉ်နဲ့အမျှပျော်ရွှင်မှုဝမ်းနည်းမှုဒေါသစတဲ့စိတ်ခံစားမှုအမျိုးမျိုးရှိပါတယ်ဘာမှမခံစားရဘူးဆိုတာကလည်းခံစားမှုတစ်မျိုးလို့သတ်မှတ်လို့ရပါတယ်ရှင် ကိုယ့်ရဲ့စိတ်ခံစားမှုတွေအကြောင်းကို အလေးနဲ့မစဉ်းစားမိကြပေမဲ့အဲ့ဒီစိတ်ခံစားမှုတွေကအေးအေးတို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ပေါ်ကိုတကယ်ပဲတရားမှုရှိနေပါတယ်။ဒီဆောင်မှာတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို နားလည်ဖို့ဘာကြောင့်အရေးကြီးတယ်လဲ။ဝမ်းနေတဲ့စိတ်ပြတ်တဲ့ခံစားချက်တွေဘာလို့လွယ်တကူပြောင်းမသွားတာလဲ။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ပိုကောင်းတဲ့ရှုထောင့်ကနေဘယ်လိုကြည့်ရမလဲဆိုတာတွေကို သိရှိရမှာပါရှင်စိတ်ခံစားချက်တွေက ကိုယ့်ရဲ့ရန်သူတွေမဟုတ်ဘဲကိုယ့်ကိုပိုးပြီးအားကောင်းစေမဲ့အကူအညီပေးသူတွေဖြစ်ပါတယ်သူတို့ကိုမိတ်ဆွေလိုစိတ်ခင်ပြီးနားလည်နိုင်ကိုက ပိုးပြီးပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်လာနိုင်မှာပါအခုဒီတိဖက်ပြီးရဲ့အချိန်မှာကိုယ့်စိတ်ထဲမှာစိတ်ခံစားမှုတွေကို မိတ်ဆွေလိုစိတ်ခင်ပါတယ်ဆိုတော့စိတ်ကူးပေါ်လာမယ်ဆိုရင်အခုကစပြီး ပို့ပြီးတော့အားကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့စတင်နေပါပြီနော်ဒီကနေ့ခေတ်မှာ လူတွေရဲ့ဘဝကဘိုးဘေးတွေလက်ထက်ကနေအတော်ကွာခြားပါတယ်စားတောက်ရှင်တန်မှုအတွက်အပြင်မှာအမဲလိုက်ဆရာမလိုပဲဈေးခွက်ကနေအလွယ်တကူဝယ်ယူလို့ရနေပါတယ်တရိတ်ဆန်တွေကိုကြောက်ရ ပုံရတာမျိုးတွေမရှိတော့ပါဘူးဘိုးဘေးတွေခေတ်တုန်းကဆိုရင်မကောင်းတဲ့အဖြစ်အပျက်တွေကတဆင့်အသက်အန္တရာယ်နဲ့တောင်ကြုံရနိုင်ပါတယ် ဥပမာ ကို့အဖွဲက ကို့ကိုလက်မခံတော့ရင်တရိษံတွေရဲ့တိုက်ခိုက်မှုကနေဘယ်သူကကာကွယ်ပေးမှလဲလို့စားစရာကိုဘယ်သူနဲ့မျှဝေစားရမလဲလို့စားတဲ့ပြဿနာတွေရှိလာနိုင်မယ်အသက်ရှင်နိုင်စီလဲတိတိတသားနေသွားပါတယ်ဒီကနေ့ခင်မှာတော့မကောင်းတဲ့အဖြစ်ပြက်တွေကတဆင့်အသက်အန္တရာယ်နဲ့ကြုံရဖို့ခဲယဉ်ပါတယ်ဒီလိုပြောင်းလဲမှုတွေရှိနေပေမဲ့မပြောင်းလဲတာကတော့ survival mechanism နဲ့ negative bias ပါဒီနေရာမှာ နားလည်လည်အောင်ရှင်းပြရမယ်ဆိုရင်တော့ survival mechanism ဆိုတာကအန်ဒီယေကိုဥစားပေးသိမြင်ပြီးတုံ့ပြန်ခိုင်းတဲ့စနစ်ပါ negative bias ကတော့ဒီစနစ်ရဲ့စိတ်ခံစားမှုဆိုင်ရာသိမြင်မှုဆိုင်ရာ ခလုတ် switch လို့ပြောလို့ရပါတယ်အသက်ရှင်ကျန်ရစ်ဖို့အတွက်အုံနောက်ကကောင်းတဲ့အရာတွေတဲ့ ဆိုးတဲ့အရာတွေကို ပို့ပြီးအာယုံဆန့်အောင်လုပ်ထားပါတယ်။ဒါကြောင့် negative fires က survival mechanism ရဲ့အဓိကနည်းပြဟာတစ်ခုပဲဖြစ်ပါတယ်။ဥပမာပြောရရင်ယုံသွားတဲ့လမ်းမှာစစ်စရာကောင်းတဲ့ခွေးလေးတစ်ကောင်နဲ့ခြုံထဲကအတန်တစ်ခုကိုတစ်ချိန်ထဲမှာကြားလိုက်ရတယ်ဆိုပါစို့ negative fires ကြောင့်အုံနောက်ကစစ်စရာကောင်းတဲ့ခွေးလေးတဲ့ခြုံထဲကမတိတဲ့အတန်ကို အရင်ဆုံးအာယုံစိုက်ပါမယ်။ဘာဆောင်လဲဆိုရင်ဒီအတန်ကတားရဲ့တိရစ္ဆာန်ဒါမှမဟုတ် လူဆိုးဖြစ်နိုင်ပါတယ်။အသက်အန္တရာယ်ရှိနိုင်လို့ပါ။ဒီဖြစ်စဉ်မှာ negative bias ကဟေ့ဒီအတန်ကိုကြားလားဒါအန္တရာယ်ဖြစ်နိုင်တယ်လို့အချက်ပြပါတယ်။ survival mechanism ကတော့ okay ခန္ဓာကိုယ်ကိုအန္တရာယ်ကာကွယ်ဖို့ပြင်ဆင်လိုက်တော့လို့လက်တွေ့လှုပ်ဆောင်ပေးပါတယ်ရှင်။ survival mechanism နဲ့ negative bias တွေကိုဆက်လက်လက်ဆင့်ကမ်းလာရတဲ့အတွက် NDA ကျုံလာတဲ့အခါထွက်ပြေးတာမျိုးကောင်းတဲ့ဖြစ်ပျက်တွေတဲ့မကောင်းတဲ့ဖြစ်ပျက်တွေကိုပိုပြီးမှတ်မိနေတာမျိုးကတော့အေးအိတ်တို့မှပျောက်မသွားပါဘူးနော်ကို့အလုံရှင်ကစူပူချိန်မောင်းရင်လဲစိတ်မကောင်းဖြစ်ရတငယ်ချင်းကစကားမပြောဘဲနေလိုက်ရင်လဲဝမ်းနေရတာမျိုးပါဒီစိတ်အစင်မပြေမှုကို ရှောင်မှု ပျော်ရွှင်မှုဆိုရင် negative bias ကို တိုက်ဖြတ်ဖို့ကိုယ်တိုင်စူးစမ်းဖို့လိုအပ်ပါတယ်ဒီထိဖတ်ပြီးသွားတဲ့နောက်မှာအေးအိတ်တို့စိတ်ထဲမှာ negative bias ကို ကိုယ်တိုင်တိုက်ဖြတ်ခြင်းနဲ့ဆိုတဲ့စိတ်ကူးပေါ်လာမယ်ဆိုရင်အရင်ကတက်ပူပြီးပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်လာဖို့စတင်နေပါပြီရှင်အေးအေးတို့ကောင်းတဲ့အစားအသောက်တွေစားရတဲ့အခါမျိုးတွေမှာအုံနောက်ကနေပျော်ရွှင်မှုဟော်မုန်းလို့အလွယ်ခေါ်ကြတဲ့ ဒိုပါမင်းထွက်လာပါတယ်။ဒိုပါမင်းကလူတွေကိုကောင်းမွန်တဲ့ခံစားချက်ပေးတာကြောင့်လူအများစုကဒါကိုထက်ခါထက်ခါလိုချင်ကြတယ်။အဲ့ဒီကတဆင့်အစားအလွန်ကျုံစားတာ၊လိန်စိတ်တက်ကြွတာစတဲ့ဆွဲလန်းမှုတွေဖြစ်လာနိုင်ပါတယ်။ဘလို့ဆွဲလန်းမှုမျိုးမဆိုစက်မရည်အတွက်အန္တရာယ်များပါတယ်။ဥပမာကိုယ်စိတ်ထဲမှာပျော်ရွှင်မှုကိုပစ္စည်းတွေကပဲပေးနိုင်တယ်ဆိုတဲ့အယူအဆရှိရင် ကိုကပစ္စည်းအစ်စ်တွေရတဲ့အခါပြောရတယ်လို့သတ်မှတ်ထားရဆိုရင်ကားအစ်စ်ဒါမှမဟုတ်ဖုန်းအစ်စ်ရတဲ့အခါမှာပျော်ရွှင်မှုကိုရပါတယ်ဒါပေမဲ့ခဏပါပဲဒါကို hedonic adaptation လို့ခေါ်ပါတယ် hedonic adaptation ဆိုတာက လူသားတွေရဲ့ပျော်ရွှင်မှုက ပြင်ပအခြေအနေတွေရဲ့ပြောင်းလဲမှုကိုခဏပဲတုံ့ပြန်ပြီး မကြခင် မှာပဲမူလအဆင့်ကို ပြန်ရောက်တတ်တယ်ဆိုတော့တဘာဝဖြစ်စင်ပါရှင် မာကို့မှာရေခဲတစ်တာဟောင်းရှိတယ်။အစ်စ်တလုံးဝယ်လိုက်တဲ့အခါတအားပျော်တယ်။သုံးရတာတော်တော်ချိန်နဲ့တယ်။ဒါပေမဲ့ hedonic adaptation ကြောင့်အချိန်ကြာတဲ့အခါမှာဒီရေခဲတစ်တာအစ်စ်ကပုံမှန်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီးပထမဆုံးရာတုန်းက ခံစားရတဲ့ပျော်ရွှင်မှုအဆင့်ကပြန်ချသွားပါတယ်။အဲ့ဒီမှာပျော်ရွှင်မှုအစ်စ်ရဖို့နောက်ထပ်ပစ္စည်းအစ်စ်ကို ပြန်လိုချင်စိတ်ဖြစ်လာပါတယ်။ စာရေးတဲ့သူဆိုနီယာလင်ဘိုမစ်စကီရဲ့အဆိုအရဆိုရင်ပျော်ရွှင်မှုမှာယာကိုင်းတုံးတစ်ခုရှိပါတယ်နော်ခုပျော်ရွှင်မှုရဲ့90ယာကိုင်းတုံးကခုမျိုးရိုးဗီဇာကနေလာပြီး40ယာကိုင်းတုံးကကိုယ်စိတ်အတွင်းကအချက်တွေ internet factors ကနေလာပါတယ်။ဆေးရကိုင်းတုံးကသာပစ္စည်းဥစ္စာတွေဒါမှမဟုတ်ယာတို့တို့ရလိုမျိုးပြင်ပအချက်တွေ external factors ကနေလာတာပါ။ ဒီရာဂိုင်နှုံးတွေကတင်ပေးစင်တဲ့သဘောတရားအရာပျော်ရွှင်မှုက ကိုကိုတိုင်းပေါ်မူတည်ပါတယ်။ပြင်ပအချက်တွေသာမဟုတ်ပဲကိုစိတ်အတွင်းကပဲအမှန်တကယ်ပျော်ရွှင်မှုကိုဖန်တီးတာပါ။စိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့ခက်ခဲပါတယ်။အထူးသဖြင့်မကောင်းတဲ့စိတ်ခံစားချက်တွေပေါ့နော်။စိတ်ဆိုးတာစိတ်ညစ်တာတွေကိုချက်ချင်းထိန်းချုပ်ဖို့မလွယ်ပါဘူး။ဒါပေမဲ့စိတ်ခံစားမှုတွေကခဏတာဖြစ်ပြီး ပြောက်ွယ်သွားလိမ့်မယ်ဆိုတာကိုနားလည်ထားမယ်ဆိုရင်စိတ်ခံစားမှုတွေကိုကင်တွယ်နိုင်ပါတယ်။ဒီမှာသိလိုက်ရတဲ့အဓိကသဘောတရားကတော့ပျော်ရွှင်မှုကိုပစ္စည်းတွေကပေးနိုင်တယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာပဲဖြစ်ပါတယ်။အမှန်တကယ်တည်ကြည်တဲ့ပျော်ရွှင်မှုကစိတ်အတွင်းထဲကနေလာပါတယ်။မကောင်းတဲ့စိတ်ခံစားချက်တွေကိုချက်ချင်းထိန်းချုပ်ဖို့မလွယ်ပေမဲ့အဲ့ဒီစိတ်တွေကအချိန်တိုအတွင်းသာရှိပြီးပြောက်ွယ်သွားမယ်ဆိုတာကို တတိထားမိလို့ရှင်ပို့ပြီးတက်တာပါမယ်ရှင်ဥပမာပီနီလိုပီကမနှက်စောစောအိယာထာနောက်ကြလို့စိတ်တုန်နေရဲဆိုပါစို့ဒါကြောင့်ရေချိုးမနှက်စာစားတာတွေကိုအလင်းစလိုလုပ်ရပြီးအလုတ်ကိုလည်းအပြေးလွှားသွားရပါတယ်ဒီစိတ်ပြတ်တဲ့ခံစားချက်ကမြန်မြန်ပြောင်းမသွားပါဘူးသူ့အနေနဲ့ဟုတ်တယ်ဒီနေ့စဆချင်းမှပဲစိတ်တုန်နေမိတယ်ဒါပေမဲ့ဒီခံစားချက်တွေကတဖြည်းဖြည်းလေးပျောက်သွားမှာ ဲ့ဒီကြားစိတ်ခံစားချက်တွေပြန်ကောင်းလာလိမ့်မယ်လို့သိရှိပြီးတော့ဖြေရှင်းနိုင်ပါတယ်။မကောင်းတဲ့စိတ်ခံစားချက်တွေကအများနဲ့စိုးနေတာတော့မဟုတ်ပါဘူး။အောင်မြင်မှုဆိုတဲ့ခံစားချက်ကနောက်တစ်ခါပို့ကြိုးစားဖို့တွန်းအားပေးနိုင်ပါတယ်။ကိုချစ်ရတဲ့သူတယောက်ကို ဆုံရှုံလိုက်ရတဲ့ခံစားချက်ကကိုယ်ဘဝမှာကြန့်ရှိနေသေးတဲ့လူတွေကို ပိုပြီးတံမိုးထားတတ်အောင်လုပ်ပေးနိုင်ပါတယ်။မကောင်းတဲ့စိတ်ခံစားမှုတွေကိုကင်တွဲဖို့ခက်နေသေးတဲ့ဆိုရင် အတိတ်မှာဒီလိုခံစားခဲ့ရတဲ့အချိန်တွေကို သတိရပါ အတိတ်မှာအခက်အခဲတွေကို ရင်ဆိုင်ခဲ့ပြီးမှ အောင်မြင်မှုလမ်းကြောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တာမဟုတ်လားဒါကြောင့်အခုဘလောက်ပဲဆိုးရွားတယ်လို့ခံစားနေရပါစေဒီခံစားချက်ကပျောက်ွယ်သွားလိမ့်မယ်ဆိုတာသိထားရပါမယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့မကောင်းတဲ့စိတ်ခံစားချက်တွေက ကိုယ်တန်ဖိုးကိုတတ်မှတ်ပေးတဲ့အရာတွေမဟုတ်ဘူးဆိုတာကို သိရပါမယ် ကိုစိတ်ညစ်နေတိုင်းကိုမှာစိတ်ကြယောဂါရှိတယ်လို့သတ်မှတ်လို့မရပါဘူးစိတ်ညစ်နေတာများတိုင်းကိုကအမြဲတမ်းရှုံးနေတဲ့သူလို့သတ်မှတ်လို့မရပါဘူးအခုခံစားနေရတဲ့ခံစားချက်ကကိုရဲ့လူသားဖြစ်တည်မှုကိုတန်ဖိုးမကျစေနိုင်ပါဘူးเนาะဒီချက်တွေကနေရလာတဲ့အဓိကသတိထားစရာတွေကတော့ပျော်ရွှင်နေဖို့အမြဲတမ်းအပြုသဘောဆောင်တဲ့စိတ်ဓာတ်ကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်မကောင်းတဲ့စိတ်ခံစားချက်တွေက ကိုကိုအားနည်းစီမဲ့ရန်သူတွေမဟုတ်ပါဘူးเนาะအဲ့ဒီအရာတွေက ကိုကိုပို့ပြီးအားကောင်းစီမဲ့သင်ခန်းစာပေးသူတွေဖြစ်နိုင်ပါတယ်ကိုကဘာကိုတွေးမှလဲကောင်းတာလားမကောင်းတာလားအတွေးတွေအတိုင်းထက်ထူဆွေးငင်လိမ့်မယ်ဆိုတာကိုအေးအိတ်တို့ကြားဘူးကြပါတယ်ကိုကစိတ်သက်သာနေတယ်ဆိုပါစို့စာအုပ်စူးစမ်းလေ့လာခဲ့ပေမဲ့စာမွေးမအောင်ဘူးပညာသင်ဆုလျှောက်ရတာကလည်းပေချခံရတယ် ဒီအဖြစ်ပြက်တွေကကိုယ်ဘဝမှာအဆင်မပြေတဲ့တခြားနေရာတွေကိုပါအာယုံဆိုင်လာစေနိုင်ပါတယ်။ကိုလေးချိန်တက်တာဘသူမှကိုယ်ကိုမကြိုက်ဘူးလို့ခံစားရတာအထီးကျန်ပြီးဝမ်းနည်းနေတာမျိုးတွေစပြီးတွေးလာနိုင်ပါတယ်။ဒီကနေလွတ်မြောက်ဖို့ဆိုရင်တော့ရှေ့မှာပြောခဲ့တယ်လို့ပဲအဲ့ဒီစိတ်ခံစားချက်တွေဟာအချိန်တို့အတွင်းမှာသာရှိမယ်ဆိုတာကို သတိထားရပါမယ်။စိတ်ခံစားချက်တွေကိုစောင့်ကြည့်ပြီး ဘယ်ယာတွေကကိုကိုထိခိုက်စေနိုင်တယ်လဲဆိုတာကိုနားလည်နိုင် ကိုကပိုပြီးအားကောင်းတဲ့လူတစ်ယောက်ဖြစ်လာမှာပါရှင်ဥပမာပြောရရင်ဆိုဖီယာကအမားလုံးမိတိုင်းဒေါသထွက်တမန်းတည်လာပါတယ်အမားတည်တည်လေးတွေအတွက်ကိုတောင် ကိုကိုကိုဒေါသထွက်ပါတယ်သူကဒါကိုချရေးပြီးဒေါသထွက်တဲ့အခါတိုင်းကိုကိုကိုလိလာကြည့်ပါတယ်အဲ့ဒီခါမှာအရင်အတိတ်ကလုပ်ခဲ့တဲ့တခြားအမားတွေပေါ်မှာပါ အာယုံဆိုင်မိနေတာကို သူတွေ့ပါတယ်။အဲ့လိုအမားရိအပေါ်မှာကြီးအာယုံဆိုင်မိလေလေဆိုဖီယာကငါဘယ်တော့မှဘာမှမှန်အောင်မလုပ်နိုင်ဘူး။ငါကရှုံးနေသူပဲလို့ကိုကိုကိုတတ်မှတ်မိသွားပါတယ်။နောက်ဆုံးမှာတော့ဆိုဖီယာကဒီအစိုးမြင့်တန်တရားကနေရှောင်ရှားဖို့နီလန်းကိုရှာတွေ့ခဲ့ပါတယ်။သူမကလူသားဖြစ်ပြီးလူသားတွေကအမှားလုပ်တတ်တယ်ဆိုတာကို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 တတိပေးခဲ့ပါတယ်။ အစိုးမြင့်စိတ်တန်တရားကိုဖျက်တောက်ဖို့အတွက်သူမလုပ်ခဲ့တဲ့အောင်မြင်မှုတွေကိုလည်းကိုကိုကိုသတိပေးခဲ့ပါတယ်။ဒါကြောင့်ဆိုဖီးယားလိုပဲကိုကိုကိုလေးလာကြည့်တဲ့အလေးချင်းကိုလှုပ်ရှားရအောင်နော်။ဘယ်အရာကကိုစိတ်ခံစားချက်တွေကိုဖြစ်စေလဲ။အဲ့ဒီအချိန်တွေမှာကိုကိုကိုဘလို့လူဖြစ်တတ်မှတ်လိုက်လဲ။အဲ့ဒီအစိုးမြင့်စိတ်တွေကနေလွတ်မြောက်ဖို့ဘယ်အရာကကူညီပေးခဲ့လဲ။ဘာသင်ခန်းစာတွေရခဲ့လဲဆိုတာကို။ မှတ်သားထားပါနော်လူတွေရဲ့ဘဝမှာအကြောင်းအရာတစ်ခုခုကိုတတ်သိမပြနိုင်သေးပဲဟုတ်မှန်နေလို့ကြိုတင်ယူဆထားတဲ့ယူဆချက်ယုံကြည်ချက်ဒါမှမဟုတ်အတွေးခေါ်တွေရှိပါတယ်အဲ့ဒါတွေကနေတဆင့်ဘဝကိုအစိုးမြင်နိုင်ပါတယ်ဒါကြောင့်ဒီအရာတွေကို꿰ပြတဲ့ရှူထောင့်ကနေကြည့်ဖို့လိုအပ်ပါတယ်ဥပမာ KT ကအလုတ်ထုတ်ခံရမယ်ဆိုတဲ့သတင်းကိုကြားခဲ့တယ် အလုတ်ကထုတ်ပယ်ခံရနိုင်နေဆိုတဲ့ကောလာဟာလာကိုကြားရတဲ့အချိန်မှာအစာပိုင်းမှာတော့ဒါကကြီးမားတဲ့ပြဿနာလို့ထင်ခဲ့တယ်။နောက်ပိုင်းမှာသူ့ရဲ့အိမ်မက်အလုတ်ကိုလိုက်စားဖို့အခွင့်အရေးတစ်ခုဖြစ်မှန်းသိမြင်ခဲ့ပါတယ်။နောက်ဥပမာတစ်ခုကတော့ငါအိမ်တောင်ပြုတ်ပြီးကလေးယူတင်နေဆိုတဲ့အတွေးမျိုးပါ။ဒီလိုအတွေးမျိုးကမိဘတွေနဲ့လူဖွဲ့စည်းစည်းကနေအများဆုံးလာတတ်ပါတယ်။ လူတွေကလှုပ်တင်တယ်လို့ပြောရုံနဲ့ကိုတကယ်လှုပ်ရမှာမဟုတ်ပါဘူးနော်။အိမ်အောင်ပြူတာနဲ့ကလေးယူတာက တခြားသူတွေရဲ့ဖိအားအောက်မှာလှုပ်ဆောင်ရမှာမဟုတ်ဘဲကိုရဲ့ကိုပိုင်ရွေးချယ်မှုပဲဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့အနာဂတ်ကိုကြောက်ကြတာပါ။အနာဂတ်ကို အလွန်အကျွံစိုးရိမ်တာကလည်းအကျိုးမရှိပါဘူးနော်။စိုးရိမ်နေတာကအနာဂတ်ကိုမပြောင်းလဲနိုင်တာမို့အဲ့ဒီအစားအေးအေးတို့ကလက်ရှိအချိန်ကို အာရုံစိုက်ရမှာပါရှင်။ ဒီအပိုင်းလေးကိုဖတ်ပြီးတဲ့နောက်မှာတည်လိုက်ရတဲ့အထူးသဘောတရားတွေကတော့ပြဿနာလို့ထင်တဲ့အရာတွေကလည်းအခွင့်အလမ်းဖြစ်နိုင်ပါတယ်။လူမှုအတိုင်းဝိုင်းရဲ့မျှော်လင့်ချက်တွေအတိုင်းအမြဲတမ်းလိုက်နာစရာမလိုပါဘူး။အနာဂတ်ကိုစိုးရိမ်နေရတာတဲ့လက်ရှိအချိန်ကိုအာရုံစိုက်တာကပိုပြီးတော့အကျိုးရှိပါတယ်။ခုမှဖြစ်ပျက်နေတဲ့အရာတွေကိုဘလို့အထိပယ်ဖွင့်တယ်လဲဆိုတာကိုခယူဆိုင်ရပါမယ်။ ကိုကံမကောင်းမှုလို့ခံစားရတဲ့အခါလူတွေကဒါမှမဟုတ်အခြေအနေတွေကို အပြစ်တင်နေတာဆိုရင်ဒီအချင်းကို ပြောင်းလဲဖို့အချိန်တန်ပါပြီကိုရဲ့လောရက်တွေအတွက်တာဝန်ယူဖို့သင်ယူဖို့လိုအပ်ပါတယ်ကိုဘာတွေတွေးကြုံနေရလဲဆိုတာကိုထိန်းချုပ်လို့မရနိုင်ပေမဲ့ကိုရဲ့တုံ့ပြန်မှုကိုတော့ထိန်းချုပ်နိုင်ပါတယ်ဒီတုံ့ပြန်မှုကကိုပျော်ရွှင်နေမလားဝမ်းနေသွားမလားဆိုတာကိုဆုံးဖြတ်ပေးပါလိမ့်မယ် ဘဝမှာပျော်ရွှင်မှုအတွက်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုရင်ထဲမှာပိတ်လောက်မထားပါနဲ့နော်။ဒေါသထွက်တာ၊ခါးတီးတာကနေတဆင်ရုပ်ပိုင်းဆိုင်ရာအရာလဲထိခိုက်လာမှာပါ။ဥပမာဒေါသထွက်တဲ့အခါမှာဘလို့ခံစားရမလဲ။နှလုံးခုန်လုံးမြန်လာမယ်။လက်ဖွားတွေချွေထွက်လာမယ်။ပူလာမယ်။ဘာကုန်းမှအာရုံမစိုက်နိုင်တော့ဘူး။ဒါကြောင့်စိတ်ခံစားချက်တွေကိုရင်ထဲမှာပိတ်လောက်မထားဘဲလွှတ်ချဖို့ရည်ရှိပါတယ်။ ဒီမှာအေးအေးတို့မှတ်သားစရာအဓိကသဘောတရားတွေကတော့ပစ္စုပန်ကိုအာယုံဆိုင်ရမယ်တခြားသူတွေကိုအပြစ်မတင်မယ်ကိုတာဝန်ကိုယူရမယ်ကိုမထိန်ချုပ်နိုင်တဲ့အရာတွေထက်ကိုရဲ့တုံ့ပြန်မှုကိုထိန်ချုပ်ရပါမယ်ဒီတခါပင်နီအချောင်းကိုနားထောင်ကြည့်ရအောင်နော်ပင်နီရဲ့အလုံရှင်ကအလုံနဲ့ပတ်သက်ပြီးတတရချိန်မြောက်ပြန်ပြင်ခိုင်းတဲ့အခါသူကကိုကိုကိုမိုက်မဲတယ်လို့ခံစားလိုက်ရပါတယ် သူဒီအလုံးနဲ့ယာတို့ကို မထိုက်တန်ဘူးလို့ထင်ခဲ့ပါတယ်။သူကဒီခံစားချက်နဲ့သူ့ရဲ့ဖြစ်တည်မှုကို မရောထွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကငါမိုင်မဲတယ်လို့ခံစားရတာပါ။ငါမိုင်မဲတာမဟုတ်ဘူးလို့တွေးလိုက်ပါတယ်။ I feel sad နဲ့ I am sad ကိုခွဲခြားသိမြင်လိုက်တာပါ။ဒီလိုမျိုးခံစားချက်နဲ့ကိုဖြစ်တည်မှုကို ခွဲထုတ်လိုက်တာက ကိုနဲ့ကိုစိတ်ခံစားမှုကြားမှာ အကွာဝေးတစ်ခုဖန်တီးပေးပြီးသူတို့ကိုလှချလိုက်ဖို့ပုံမလွယ်ကူသွားစေပါတယ်။ပင်နီကကိုကိုကိုမကောင်းတဲ့အတွေးတွေပေးတာကိုရက်လိုက်ပါတယ်။ပုံမှန်ဆိုရင်ပင်နီဟာ သူ့မိုက်မဲတယ်လို့ခံစားရတဲ့တခြားခိုက်တန့်တွေကို ပြန်တရိယာနေပြီးကိုကိုကို ပို့ဆိုးအောင်လုပ်တတ်ပါတယ်။ဒါကြောင့်မိုက်မဲတယ်လို့ခံစားရတဲ့ခံစားချက်ကိုချက်ထွင်မနေတော့ဘူးဆုံးဖြတ်ခဲ့ပါတယ်။ဒီကနေ့အေးအေးတို့တတိထားမိလာတဲ့အချက်ကတော့ ဝမ်းနေနေတဲ့အခါအတိတ်ကဝမ်းနေစရာတွေကိုပါပြန်တွေးရင် ပိုပိုဝမ်းနေအောင်လုပ်တတ်တဲ့တည့်ရခံက ကိုကိုတိုင်းဆိုတာပါပဲအဲ့ဒီလိုအစဉ်ကိုရက်လိုက်ပြီးတော့စိတ်ခံစားချက်ကို ပိုကြီးထွားလာအောင်မလုပ်ဖို့ပင်နီလိုပဲဆုံးဖြတ်ရပါမယ်အမ်လီရဲ့အကြောင်းလေးကိုဆက်နားထိုင်အောင်ပါရှင်အမ်လီကသူ့ရဲ့တငယ်ချင်းတွေလုံဖို့ကင်ဘတ်တွင်နဲ့နှိုင်းရှင်မိနေပြီး ကိုကိုကိုမပြေဆုံးတဲ့လူ အမြဲရှုံးနေတဲ့သူလို့ခံစားမိနေပါတယ်။တငယ်ချင်းတွေကဘဝရဲ့ milestone တွေကို အောင်မြင်နေတဲ့အတွက်အမလီကစိတ်မကောင်းဖြစ်ပြီးမနာလိုမိခဲ့ပါတယ်။အဲဒီမှာအမလီက သူနေ့စဉ်လှူဆောင်ရမယ့်အလုပ်တွေလုပ်ရင် to do list တစ်ခုကို ရေးခဲ့ပါတယ်။အဲဒီစာရင်းထဲမှာကိုကိုကိုဂုံယူစေနိုင်တဲ့အရာတွေထည့်ခဲ့ပါတယ်။တပြိုင်တည်းမှာပဲ လက်တဘွားနဲ့မအပ်ဆက်တဲ့လုံးဝမဖြစ်နိုင်တဲ့အလောက်တွေကိုစရင်ကနေဖယ်ထုတ်လိုက်ပါတယ်။ဥပမာသူမကတဏှာကြီးပြင်းမယ်ဆိုရင်ဒါကုတ်အကောင့်ထဲပေါ်ဖို့နေစဉ်လေးချင်းမှုနဲ့ကို ခန္ဓာပြင်ဆင်မှုလိုအပ်ပါတယ်။စရင်နဲ့ထည့်ပြီးမှမအောင်မြင်ခဲ့ရင်ကိုကိုကိုတံပိုးမရှိတဲ့လူလို့ခံစားမိမှာပါ။အဲ့ဒီစရင်ကနေတဆင့်အမ်မလီကနေစဉ်လှောက်ဆောင်နိုင်မယ့်အလုပ်တွေကိုအာယုံစူးစိုက်လောက်ကရင်နဲ့ စိတ်ဖိစီးမှုလည်းမရှိတော့ပါဘူး။သူမရဲ့ milestone တွေတဖြည်းဖြည်းအောင်မြင်လာတာနဲ့အမျှသူမရဲ့ယုံကြည်မှု confidence ကလည်းတိုးလာခဲ့ပါတယ်။ဒီကနေ့အေးရိတ်တို့ရလိုက်တဲ့အဓိကသဘောတရားကတော့သူများတွေနဲ့လိုက်နိုင်ရှင်နေရင်မကောင်းတဲ့စိတ်ခံစားချက်တွေအဝင်မခံတတ်မှာဘူးနော်။ကိုကိုကိုပဲမြင်အောင်ကြည့်မယ်။ပန်းနိုင်သေးသေးလေးတွေချမှတ်မယ်။အာယုံစိုက်မယ်။ဒါဆိုရင်မကောင်းတဲ့စိတ်ခံစားချက်တွေနှဲသွားမယ်။ အောင်မြင်မှုတည်တည်လေးတွေကနေတဆင်ကိုကိုကိုယုံကြည်မှုပါတဖြည်းဖြည်းတိုးလာမှာပါနောက်တစ်ခုကတော့စာရေးဆရာ Hill Dubuskin ရဲ့စာအုပ်ထဲကစီတိုနာမတ်သက်ကလည်းဒီနေရာမှာအသုံးဝင်ပါတယ်ဒီနီလန်းကစိတ်ခံစားချက်တွေနဲ့အတွေးတွေကိုလွတ်ချပေးရင်းနဲ့စိတ်ပြုစည်းမှုတွေကိုရောကြစေနိုင်ပါတယ်ငြင်းချမ်းမှုနဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်လာစေပါတယ်ရှင်ပထမနီလန်းကတော့ ကိုယ်ရဲ့စိတ်ခံစားချက်တွေကိုစုပ်ကင်မထားဖို့ပါပဲ။မကောင်းတဲ့စိတ်ခံစားချက်တွေကိုဘယ်တော့မှစုပ်ကင်မထားပါနဲ့။သူတို့ကိုလွှတ်ချလိုက်ပါ။ဒုတိယနည်းလမ်းကတော့ကိုယ်ခံစားနေရတာကို လက်ခံလိုက်ပါ။အတိမတ်ပြုလိုက်ပါ။ဒီခံစားချက်နဲ့ဆက်နွယ်ပြီးကိုယ့်ကိုယ်ကိုတံပိုးတတ်မှတ်လိုက်တာမျိုးမလုပ်ပါနဲ့။တတိယနည်းလမ်းကတော့စိတ်ခံစားချက်တွေကို ကြိုဆိုတာပါ။ဝေဖန်အပြစ်တင်တာမျိုးမလုပ်ဘဲ။ တေချာလေးလာခြင်းအပြင်ဒီခံစားမှုတွေကဘယ်ကလာလဲဆိုတာကို နားလည်နိုင်ပါတယ်။ဒါကတော့စီရိုနာနီလန်းမှာစီရိုနာနီလန်းအရာစိတ်ခံစားချက်တွေကိုလွှတ်ချဖို့အတွက်ဒီတိုင်းဆင်းဆင်းလှုပ်ဆောင်နိုင်ပါတယ်ရှင်။ပထမဆုံးကိုလွှတ်ချခြင်းနဲ့ခံစားချက်ကိုသတိထားကြည့်ရပါမယ်။ဥပမာငါစိုးရိမ်နေတယ်၊ငါဒေါသထွက်နေတယ်၊ငါမှမတက်မတာခံစားရတယ်။ပြီးရင် ကိုကိုကိုမိကုံသုံးခုမေးရပါမယ်။မိကုံတစ်ခုချင်းစီတိုင်းကိုရိုးရိုးရှင်းရှင်းပဲမေးပါ။အဖြေကိုလည်းဟုတ်တယ်မဟုတ်ဘူးဖြေရင်ရပါပြီ။ပထမမိကုံကဒီခံစားချက်ကိုငါလွှတ်ချနိုင်သလား။ဒါကကိုကိုကိုရွေးချယ်ခွင့်ပေးတဲ့မိကုံမှာကို့မှာလွှတ်ချနိုင်စွမ်းရှိတာကို သတိရှိဖို့ရည်ရွယ်ချက်နဲ့မေးတာပါ။ဒုတိယမိကုံကတော့ငါဒီခံစားချက်ကို လှချဖို့စံသားရှိသလားဒါကတော့ကိုယ်စိတ်စံနာကိုစစ်ဆေးဖို့ပါတတိယမိခွန်းကတော့ဘယ်အချိန်မှလှချမလဲဒါကတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေမိတာပါ အဖြေကတော့အခုဆိုတာမျိုးဖြစ်တင်ပါတယ်ရှင်မိခွန်းသုံးခုကိုဖြည့်ပြီးရင်တော့ခံစားချက်ကိုလှချလိုက်ပါ ခန္ဓာကိုယ်အတွင်းကနေခံစားချက်ကထွက်သွားတယ်လို့မြင်အောင်ကြည့်လို့လည်းရပါတယ်လှချပြီးတဲ့နောက်ပိုပေါ်ပါသွားတာကို ခံစားရနိုင်ပါတယ်။ပြီးရင်တော့ပြန်ပြီးသုံးသက်ကြည့်ပါ။လွတ်ချပြီးတဲ့နောက်မှာခံစားချက်ကလုံးဝပျောက်သွားတာရှိမရှိ စစ်ဆေးပါနော်။လိုအပ်ရင်နောက်ထပ်ခံစားချက်တွေဒီအဆင့်တွေကိုထပ်ပြီးတော့လုံဆောင်လို့ရပါတယ်။ပို့ပြီးရှင်းသွားဥပမာပေးရမယ်ဆိုရင်တော့အလုံးအင်တာဗျူးတွေစိုးရိမ်မှုများနေတဲ့အချိန်မှာစီတိုနာမက်သက်တိုင်းအစစ်စစ်လုံဆောင်ကြည့်မယ်ဆိုရင်ငါမှာ စိုးရိမ်မှုတွေရှိနေတယ်။ဒီစိုးရိမ်မှုကိုငါလွတ်ချနိုင်သလား?ဟုတ်တယ်။ဒီစိုးရိမ်မှုကိုလွတ်ချဖို့ငါဆန္ဒရှိသလား?ဟုတ်တယ်။ဘယ်ချိန်မှာလွတ်ချမလဲ?အခုချက်ချင်းဒါမျိုးဖြစ်ပါလိမ့်မယ်။စိုးရိမ်မှုကိုလွတ်ချလိုက်ပါ။စိုးရိမ်မှုရော့သွားတာကို ခံစားမိပါလိမ့်မယ်နော်။လိုအပ်ရင်ထပ်ပြီးလှုပ်ဆောင်လို့ရပါတယ်ရှင်။ ီနီလန်းတိုင်းနေစဉ်လေးစစ်မယ်ဆိုရင်စိတ်ခံစားချက်တွေကိုကင်တွဲတဲ့နေရာမှာဆရာတဆူဖြစ်လာပါလိမ့်မယ်နော်တခါတလေမှာမကောင်းတဲ့ခံစားချက်တွေကကိုယ့်ကိုတခုခုပြောပြနေတဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်စိတ်ခံစားချက်တွေကကိုယ့်စီကိုသတင်းစကားပေးပို့နေတာဖြစ်ပြီးတော့သူတို့ကိုလိလူမရှုသင့်ပါဘူးဥပမာ Harriet ကအမြဲစိတ်ဖိစီးနေတယ် သူ့အလုတ်ဆက်ဆံရေးအောင်မြင်မှုဘယ်ရာကားမှ သူ့ကိုမပျော်ရွှင်စေနိုင်ဘူး။တနေ့မှာဟဲရီယက်ကမြို့သစ်တစ်ခုကို ပြောင်းမှုဆုံးဖြတ်လိုက်တယ်။ဒါကဟဲရီယက်ရဲ့ဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။သူမကနေတိုင်းကိုစိတ်လှုပ်ရှားစွာကြိုဆိုပြီးရိုးရှင်းတဲ့ပျော်ရွှင်မှုတည်တည်လေးတွေထဲမှာစစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ခဲ့ပါတယ်။ဒီကနေ့အင်းရိတ်တို့ဘာသင်ခန်းစာတွေရလိုက်လဲဆိုတော့ အပြောင်းလဲတစ်ခုကကိုယ့်ဘဝကိုအကြီးမားဆုံးပြောင်းလဲနိုင်ပါတယ်။ရိုးရှင်းတဲ့ပျော်ရွှင်မှုတည်တည်လေးတွေထဲမှာလဲစစ်မှန်တဲ့ပျော်ရွှင်မှုတွေရနိုင်တယ်။အလုတ်ဆက်ဆံရေးအောင်မြင်မှုတွေတဲ့ကိုယ့်ဘဝကိုဘလို့နေထိုင်ခြင်းတည်းဆိုတာကပိုပြီးအဓိကကြပါတယ်။မိမိကိုယ်ကိုသိရှိနာလဲမှု self awareness ကကိုယ့်ရဲ့အတွေးတွေစိတ်ခံစားမှုတွေနဲ့အပြုမှုတွေကို လေ့လာနိုင်စွမ်းကိုပေးပါတယ်။ ဒီအယူအဆကို Jim Tedman နဲ့ Diana Chapman ရဲ့ The 15 Commitment of Conscious Leadership ဆောက်ထဲကနေယူထားတာပါ Self awareness ဆိုတာကကိုယ်စိတ်ကိုယ်အတွေ့ကိုယ်အပြုအမူကိုစောင့်ကြည့်နိုင်စွမ်းကိုခေါ်တာပါ Self awareness ရဲ့အကျိုးကျေးဇူးတွေကတော့ကိုယ်ဘာတွေစဉ်းစားနေလဲတတိထားနိုင်မယ်ကိုယ်ခံစားနေတာကို နားလည်နိုင်မယ်ကိုယ်အပြုအမူကိုစောင့်ကြည့်နိုင်မယ် ဒီလိုကနေကိုဘဝကို ပြောင်းလဲဖို့အရေးအကြီးဆုံးဆုံးဖြတ်ချက်တွေကိုလုပ်နိုင်ပါမယ်။ဒီဆွမ်းအားကကိုဘဝကို ပို့ပြီးပျော်ရွှင်စေမှာပါ။မိမိကိုယ်ကိုသိရှိနားလည်မှုကို လေ့ကျင့်ဖို့ဆိုရင်တော့ above the line နဲ့ below the line ဆိုပြီးတော့အခြေအနေနှစ်ခုနဲ့ကိုကိုကိုဆန်းစစ်နိုင်ပါတယ်။ above the line အခြေအနေမှာကိုလုံနေတာတွေကိုသတိထားမိနေတယ်။ ခန်းစားချက်တွေကိုသိစင်စိတ်ပြင်းပြနေပြီးတတိနဲ့နားထောင်နေတယ်။ခန်းစားနေရတာကိုခန်းစား권ပြုတယ်။တံပိုးထားတယ်။ကိုယ့်ရဲ့လုပ်ရက်တွေတဲ့တာဝန်ယူပါတယ်။ဘီလိုသက်လိုက်အချိန်လေးမှာဆိုရင်တော့စိတ်ခန်းစားချက်တွေကိုထိန်းချုပ်ဖို့ခက်ခဲနေမယ်။ကိုကိုကိုနဲ့တခြားသူတွေကိုအပြစ်ရှာတာညှင်းခုန်တာအတင်းပြင်းတွေပြောတာမျိုးကိုယ့်ရဲ့ယုံကြည်ချက်တိုင်းဖြစ်မလာရင်လက်မခံချင်တာ။ အမြင်မတူတဲ့သူတွေကိုအရေးမဆိုင်တာမျိုးတွေဖြစ်နေပါတယ်။ဒီအခြေအနေနှစ်ခုနဲ့ချိန်ထိုးစဉ်းစားကြည့်လိုက်မယ်ဆိုရင်လက်ရှိခံစားချက်တွေကိုလွတ်ချရမလားဆိုတာကိုဆုံးဖြတ်နိုင်သွားမှာပါ။စိတ်ခံစားချက်တွေကို ပိုပြီးသတိပြုနိုင်မှုစာအုပ်မှာစာရွက်ပေါ်မှာချရည်တာမျိုးလည်းလုပ်နိုင်ပါတယ်။တပတ်တာလုံးနေတိုင်းခံစားရတဲ့စိတ်ခံစားမှုတွေကိုချရည်ပါ။တက်ကနေ10အထိအစင်သတ်မှတ်ပေးပါ။ တစ်ကအဆိုးဆုံးဖြစ်ပြီးတစ်ဆယ်ကအကောင်းဆုံးမှာတပတ်ရဲ့အဆုံးမှာစုစုပေါင်းရမှတ်တစ်ခုပေးပါစာအုပ်ထဲမှာချရေးဖို့အတွက်ကိုကိုကိုဒီမိကုံးတွေကိုမေးပါဘလို့မကောင်းတဲ့စိတ်ခံစားချက်တွေကိုခံစားခဲ့ရတယ်လေဒီခံစားချက်တွေဖြစ်ပေါ်ရခြင်းရဲ့အကြောင်းရင်းကဘာလဲအဲ့ဒီအတွေ့အကြုံကိုပြန်စဉ်းစားတဲ့အခါကိုယ့်ရဲ့အမြင်ကမှန်ခဲ့ရဲ့လား ကိုယ့်ရဲ့အမြင်ကမှန်ကန်တဲ့အချက်လက်တွေနဲ့ဘလောက်နီးစပ်တယ်လဲဒီမကောင်းတဲ့ခံစားချက်ကိုရပ်တန့်ဖို့မလုပ်ခဲ့တယ်လဲဒါကတဘာဝအတိုင်းဖြစ်သွားတာလားဒါမှမဟုတ်လှစ်ချဖို့တခုခုလုပ်ခဲ့သလားနောက်တစ်ခါဒီလိုမကောင်းတဲ့စိတ်ခံစားမှုတွေကိုရှောင်ရှားဖို့ဘာတွေလုပ်နိုင်မလဲဒီလိုမျိုးရေးမှတ်လိုက်တဲ့အခါမှာတပတ်ချင်းစီဖြစ်ခဲ့တဲ့စိတ်ခံစားချက်တွေကိုတတိထားမိလာပါလိမ့်မယ် ဒါကအပြူသဘောဆောင်တဲ့စိတ်ခံစားချက်ကို ထိမ့်သိမ့်မို့ဒါမှမဟုတ်ကိုကိုကိုပျော်ရွှင်အောင်လုပ်ဖို့နီးလန်းတွေရှာဖွေတဲ့နေရာမှာထောက်ပံ့ဖြစ်မှာပါရှင်အဲ့ဒီကတဆင်မကောင်းတဲ့စိတ်ခံစားချက်တွေကိုဖေရှားပြီးပျော်ရွှင်နိုင်မှုလေ့ကျင့်နိုင်ပါလိမ့်မယ်နော်အခုဒီစာအုပ်ကလေးမှာဆိုရင်အေးအေးတို့ကပထမဆုံးမကောင်းတဲ့စိတ်ခံစားချက်တွေအကြောင်းကိုလေ့လာခဲ့တယ်ဒါတွေကဘိုးဘေးဘီဘီတွေရှင်သန်မှုကုညီပေးခဲ့တယ် ရှင်သန်မှုရန်တရား survival mechanism ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လို့အေးအေးတို့မှာအဆိုးမြင်မှုဘက်ကိုရင်းရိုင်းတဲ့ negativity virus ရှိနေတော့မှာပဲဒါတွေကပျော်ရွှင်မှုမရအောင်တားဆီးထားတဲ့အတွက်တက်တက်ကြွကြွတိုက်ထုတ်ရပါမယ်ခုပျော်ရွှင်မှုကကိုယ်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာပေါ်မူတည်နေတာမဟုတ်ပဲကိုယ်လှုပ်ဆောင်ချက်နဲ့အတွေးတွေပေါ်မှာပဲမူတည်ပါတယ် ဒုတိယချက်အနေနဲ့တော့စိတ်ခံစားမှုတွေကခဏတာပဲဖြစ်တယ်ဆိုတာကိုသင်ယူခဲ့ရပါတယ်။ဒါကြောင့်မကောင်းတဲ့ခံစားချက်အားလုံးကမကြခင်ကုန်ဆုံးသွားမှာဖြစ်ပြီးကြော်လွားနိုင်မယ်ဆိုတာကိုသတိရနေရပါမယ်။တတိယအချက်ကတော့ပျော်ရွှင်နေဖို့အတွက်ကိုယ့်ရဲ့အမြင်ကိုပြောင်းလဲရပါမယ်။ဥပမာလူတွေရဲ့ကြိုတင်ယူဆချက်တွေကိုနားမထောင်ပါနဲ့။ကိုယ်မလုပ်ချင်တဲ့အရာကိုလုပ်တာကကိုယ့်အတွက်ဘယ်တော့မှပျော်ရွှင်မှုမပေးနိုင်ပါဘူးဆိုတဲ့အချက်မျိုးပါ။ စတုထိုက်ကတော့စိတ်ခံစားချက်တွေကိုရင်ထဲမှာပိတ်လောင်မထားဖို့အရေးကြီးဆုံးသင်ယူခဲ့ရပါတယ်။ခံစားချက်ကို ဖြစ်ခွင့်ပေးလိုက်ပါ။ခံစားချက်နဲ့ကိုယ့်ဖြစ်တည်မှုကိုခွဲထုတ်လိုက်တာက ကိုနဲ့ကိုယ့်စိတ်ခံစားမှုကြားမှာ အကွာအဝေးတစ်ခုဖန်တီးပေးပြီးသူတို့ကိုလှစ်ချဖို့ပိုပြီးလွယ်ကူစေပါတယ်။ပြင်စမအချက်အနည်းငယ်ကတော့မိမိကိုယ်ကိုသိရှိနားလည်မှုအကြောင်းကိုသင်ယူခဲ့ရပါတယ်။ စိတ်ခံစားချက်တွေကဘဝမှာတခုခုပြောင်းလဲဖို့လိုအပ်တယ်ဆိုတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ကိုယ့်ရဲ့အတွင်းနဲ့လောရဲ့အတိုင်းကို above the line နဲ့ below the line ဆိုပြီးတော့အခြေအနေနှစ်ခုနဲ့ဆန်းစစ်နိုင်ပါတယ်။ above the line ကကိုယ့်ကိုအကျိုးရှိစေမှာဖြစ်ပြီး below the line ကတော့စိတ်ဆင်းရဲမှုကို ဖြစ်စေနိုင်ပါတယ်။နောက်ဆုံးအချက်ဆိုရင်တော့စိတ်ခံစားချက်တွေကိုခြာရည်တတ်ဖို့သင်ယူခဲ့ရပါတယ်။ ဘာကိုခံစားရလဲဆိုတာကိုမှတ်ထားရကနေတဆင့်ပျော်ရွှင်နေဖို့ညီလန်းနေကိုရှာဖွေနိုင်ပါတယ်ရှင်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေက ကိုယ့်ကိုတတ်မှတ်နေတာမဟုတ်ဘူးဆိုတာကိုအမြဲသတိရပါနော်။ကောင်းတဲ့စိတ်ခံစားချက်တွေကပျော်ရွှင်မှုကိုယူဆောင်လာမှာဖြစ်ပြီးမကောင်းတဲ့စိတ်ခံစားချက်တွေကကိုယ့်ကိုတခုခုသင်ပေးဖို့လာတာပါ။ပျော်ရွှင်ပြီးပြည့်စုံတဲ့ဘဝကိုနေထိုင်ဖို့ဒီနှစ်ခုစလုံးကိုအသုံးပြုနိုင်ပါတယ်။ ီစာအုပ်အနှစ်ချုပ်ကနေကိုယ့်ရဲ့စိတ်ခံစားချက်တွေကို နားလည်ပြီးဂိုင်တွေဖို့အထောက်အကူဖြစ်စေတဲ့အမြင်တွေနဲ့နီလန်းကောင်းတွေကိုပေးနိုင်မယ်လို့အေးကမျှော်လင့်ပါတယ်ရှင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်တာကပိုပျော်ရွှင်ပြီးတော့ပိုပြည့်စုံတဲ့ဘဝစီကိုဦးတည်တဲ့အစွမ်းထက်တဲ့ခြေလမ်းတစ်ခုဖြစ်တယ်ဆိုတာကိုသတိရပါနော်ဒီစာအုပ်အနှစ်ချုပ်ကလေးကိုနားထောင်ပြီးတော့စာဖတ်ပရိသတ်တွေအတွက်တစ်ခုခု အကျိုးရှိတယ်ဆိုလို့ရှိရင်အေးရဲ့ channel လေးမှာစာအုပ်လေးတွေဆက်ပြီးတော့နားဆင်ခံစားဖို့အတွက် subscribe လေးလုပ်ထားပေးပါဦးနော်။ဒီစာလေးနားဆင်ခံစားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒါရအေးစင်းတဲ့ဘဝတွေပိုင်ဆိုင်ကြပါစေ။ Good night ပါနော်။